မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့စက်တီကကဘာကြီးကိုဘလို့မြင်လာအောင်လုပ်ခဲ့တယ်လဲဆိုတာကိုနည်းနည်းအသေးစိတ်ဆွေးနွေးကြည့်ကြအောင်ဟုတ်ကဲ့အဓိကကတော့ artificial intelligence ပေါ့အဲ့ဒီထဲကမှ deep learning နဲ့ computer vision တွေပဲတွေကိုစဉ်းကြည့်ကြမှာပါဒီအတွက်ကျွန်တော်တို့ Franco Charlotte ရဲ့ Kara Sao နောက် fast.ai Sao computer vision with python စာအုပ်တွေတခြား blocks တွေ research တွေကအချက်လက်တွေကိုကိုးကားပြီးပြောကြမှာပေါ့လေဟုတ်ကဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေပါပဲဟုတ်ပါတယ်ဆိုတော့ set တွေကဒီရုပ်ပုံတွေလို data တွေကနေဘယ်လိုသင်ယူသွားသလဲဆိုတဲ့အခြေခံလေးလေးကိုအတူတူကြည့်ကြရအောင်ပေါ့อืม deep learning ရဲ့အဓိကအားထားချက်တစ်ခုကလေအရင် machine learning နည်းလမ်းတွေနဲ့မတူတာကဟိုနေ features တွေကိုလူကကြိုပြီးရှာပေးသတ်မှတ်ပေးစရာမလိုတော့တာပဲ ော်ဟုတ်ကဲ့ deep learning model တွေကဒါကိုအလိုရောက်လုပ်နိုင်တယ်အဲ့ဒီရေးပါတဲ့အသွင်ပြင်တွေကိုသူတို့ဘာသာရှာဖွေဖို့ထုတ်နိုင်တာပေါ့အဲ့ဟိုက်တော်တော်ရေးပါတဲ့အချက်တယ်နော်အရင်ကဆိုလူက feature engineering လုပ်ရတာအလုပ်တော်တော်ရှုပ်တာဟုတ်ပါတယ်ဒီလို featuring တွေကိုအလိုအရောက်ဖို့ထုတ်နိုင်တော့အရင်ကမဖြစ်နိုင်လောက်တဲ့ပြဿနာတွေဥပမာရုပ်ပုံတွေကိုတိတိကျကျနားလည်တာမျိုးတွေအဲ့ဒါတွေဖြေရှင်းနိုင်လာတာချွန်လက်ကပြောထားတာတခုရှိသေးတယ် Deep Learning ကအချက်လက်တွေကို geometric ပုံစံပြောင်းလဲမှုတွေစင်ကယ်လုပ်ဆောင်ပြီးသင်ယူတယ်ဆိုလားအဲ့ဒါလေးနည်းနည်းရှင်းပြပါလားအဲ့ဒါကလေအခြေခံကတော့အချက်လက်အကုန်လုံးကိုကိန်းကဏ္ဍနဲ့အစုအဝေး vector တွေ tensor တွေအဖြစ်ပြောင်းလိုက်တာဟွန်းပြီးတော့အဲ့ဒီကိန်းတွေကိုတင်းချာနည်းနဲ့အစဉ်စဉ်ပုံစံပြောင်းသွားတာအတိတ်ပဲရှိရဲ့ pattern အစ်စ်တွေထွက်လာအောင်ပေါ့ဩ data ကိုကိုက်တွဲတဲ့ပုံစံပေါ့နော်ဟုတ်တယ် ် Keras လို့ framework တွေကဒီလိုရှုပ်တဲ့လုပ်ငန်းစဉ်တွေကိုလွှဲအောင်လုပ်ပြီးတာ2015မှာ Keras စထွက်တုန်းကတော့ AI ကိုလူတိုင်းသုံးဖို့ချိန်မီရွယ်ခဲ့ဘူးဆိုပေမဲ့လေနောက်ပိုင်းမှာသုံးတဲ့သူအများများလာတော့အဲ့ဒီရွယ်ချက်ကအဓိကဖြစ်လာတာပေါ့ဟုတ်ကဲ့ဒါဆိုစက်တီကဒီလိုသင်ယူဖို့တိကျဘယ်လိုလုပ်ကြတာလဲ Neural networks တွေသုံးတယ်ဆိုတော့သိတယ်အများစုက gradient descent ဆိုတဲ့နည်းလမ်းကိုသုံးပြီးသင်ယူကြတာအထူးသဖြင့် stochastic gradient descent ပေါ့ အဲ့ဒါတောင်ကြားထဲကအနိုင်ဖုန်နီလာကိုရှာတာနဲ့တူတယ်ဆိုပြီးဥပမာပေးကြတယ်နော်ဟုတ်ပါတယ်အဲ့လိုပြောလို့ရတယ် network ကခန့်မှန်းချက်တစ်ခုလုပ်ကြည့်တယ်အဲ့ဒါကအပြည့်မှန်တဲ့ block กว่าလဲအမား loss block ရှိလဲအတွက်ပြီးတော့အမားနည်းသွားအောင်ပြန်ပြင်းလဲပေါ့ဟုတ်တယ်အဲ့ဒီအမားနည်းအောင် network ထဲကကိန်းရှင်နေ weights တွေကိုချိန်ညီလိုက်တာအဲ့ဒီ weights တွေကိုဘယ်လိုချိန်ရမလဲဆိုတာကိုရောဘယ်လိုသိတာလဲ back propagation ဆိုတာအရေးပါတယ်လို့ဖတ်ရတယ်อืม back propagation က အဲ့ဒီအမားတပ်ဘယ်ဝိတ်ကဘလောက်တာဝန်ရှိလဲဆိုတာကိုနောက်ပြန်တွက်ချက်ပြီးအဲ့ဒီဝိတ်တွေကိုပြင်ပေးတဲ့ algorithm ပေါ့။အော်သူ့အမားကနေသူ့ပြန်တင်ယူသွားတဲ့သဘောမျိုးပေါ့။ဟုတ်ပါတယ်။ဒါမှ network ကတဖြည်းဖြည်းပို့တိကျလာမှာ။ဒီလိုတင်ယူနေစွမ်းကိုပိုကောင်းအောင် activation functions တွေကလည်းကူညီပေးတဲ့ real loot တို့ sigmoid တို့လိုဟာတွေပေါ့။အဲ့ဒါတွေက network ကိုပိုရှုပ်ထွေးတဲ့ patterns တွေတင်နိုင်အောင်လုပ်ပေးတာလား။ဟုတ်ပါတယ်။ non linearity တိကျပေးတာပေါ့။ ရိုးရိုး linear ဆက်ဆက်မှုတွေအပြင်ပိုကွေးကောင်းရှုပ်ထွေးတဲ့ဆက်ဆက်မှုတွေကို နားလည်နိုင်အောင်ကူညီပေးတယ်။ဒီလိုတွက်ချက်မှုတွေ network တိဆောက်တာတွေအတွက်ဘယ်လို tools တွေတုံ့မရလဲ။အာဒီလိုတွက်ချက်မှုတွေအတွက်ဆို numpy ကအဓိကပဲ။တင်ချာကိစ္စတွေအတွက်ပေါ့။ဟုတ်ကဲ့။ Now we neural network တိဆောက်ဖို့ကြတော့ tensor flow လို့ pytorch တို့ကအတော်များဆုံး framework တွေပေါ့လေ။သူတို့ကဒီလို network တွေတိဆောက်တာလေ့ကျင့်တာတွေကိုအများကြီးလွယ်ကူစေတယ်။ကောင်းပါပြီ။ အခုအခြေခံလေးတွေနည်းနည်းတိလာပြီဆိုတော့ computer vision ဘက်ကိုနည်းနည်းဦးတည်ကြအောင်စက်တွေကရုပ်ပုံတွေကိုဘယ်လိုမြင်အောင်လုပ်တာလဲ computer vision မှာတော့ convolutional neural networks CNNs တွေကအဓိကပဲသူတို့ကရုပ်ပုံလေတော့တည်တံ့ဒီဇိုင်းလုပ်ထားတာ CNNs သူတို့ကဘယ်လိုလုပ်လို့တာလဲသူတို့ကလေရုပ်ပုံထဲကအနာသက်တွေ texture လို local patterns လေးတွေကိုအရင်မှတ်တယ်အဲ့ဒါတွေကို convolutional layers တွေကနေအဆင့်ဆင့်သင်ယူထားပြီး ပိုကြီးတဲ့ပိုရှုပ်ထွေးတဲ့အရာဝတ္ထုတွေကိုမှတ်မိလောင်တိဆောက်ထားတာဥပမာကြောင်းပုံခွေးပုံခွေးတာမျိုးပေါ့အဲ့ဒါ CNN နဲ့လုတ်ကြတာများတယ်ဟုတ်ပါတယ်အဲ့ဒီလိုမျိုးတွေပေါ့ဒါဆိုဒီ model တွေ train ဖို့ data ပြင်ရတာရောရှုပ်ထလား fast.ai ဆောက်မှာတော့ဒါကိုလွယ်အောင်လုပ်တဲ့ tools တွေရှိတယ်ဆိုပဲอืมရှိပါတယ် fast.ai မှာဆို image data loaders လို့ဟာတွေကရုပ်ပုံ data တွေကို network တင်လို့ရမယ် format ဖြစ်အောင်လွယ်လွယ်ကူကူပြင်ပေးနိုင်တယ် အဲ့ဒါကောင်းတာပေါ့နောက်ပြီးအရာအသုံးဝင်တာက transfer learning ပါ image net လို့ပုံပေါင်းတန်းနှချီပြီးကြို train ထားတဲ့ model ကြီးတွေကိုယူသုံးလိုက်တာအော်သူများ train ပြီးတော့ယူသုံးတာပေါ့ဟုတ်တယ်အဲ့ဒီ model ကိုမှကိုယ့်ရဲ့ data နည်းနည်းလေးနဲ့ကိုလိုချင်တဲ့ပြဿနာအတော့ပြန်ပြီး fine tune လုပ်လိုက်တာဒါဆိုကိုယ့်မှာ data နိုင်နေတဲ့အောင်ရလက်ကောင်းနေရနိုင်တဲ့အချိန်ကုန် resource ကုန်တတ်တာတယ်ဒါဆို data augmentation ဆိုတာကတော့ပါလဲ အဲ့ဒါကလည်း model တိကျမှုကိုတက်စီတယ်ဆို။ဟုတ်ပါလေ။ data augmentation ကကိုယ်မှာရှိတဲ့ training ပုံတွေကိုလေနည်းနည်းလဲလိုက်တာတို့ဆွဲဆက်လိုက်တာတို့အယောင်ပြောင်းလိုက်တာတို့လုပ်ပြီးပုံအစ်စ်တွေအများကြီးဖြစ်အောင်လုပ်လိုက်တာ။ပုံတပုံတဲကိုအမျိုးမျိုးပြောင်းလိုက်တာလား။ဟုတ်တယ်။အဲ့တော့ model ကပုံစံအမျိုးမျိုးကိုမြင်ဖူးသွားပြီးတော့ data အစ်စ်တွေရောက်လာတဲ့အခါပိုပြီးကောင်းကောင်းအလုပ်လုပ်နိုင်တယ်။ overfitting လို့ဆိုတာပေါ့။အဲအဲ့ဒါလေအရေးကြီးတဲ့ technique ပဲ။ DCNN အပြင်ဟို Programming Computer Vision with Python စောက်တဲ့ကလို့တခြားအခြေခံကြတဲ့ Computer Vision နည်းစနစ်တွေရှိသေးလားရှိတာပေါ့ CNN က feature တွေကိုအလိုအရောတင်ယူတာမှန်ပေမဲ့သမားယုံကြစီးပြီးမှဆိုရင်ဟိုတဲ့ feature detection ဆိုတာရှိတယ်ပုံထဲကအရေးကြီးတဲ့ hammer တွေထောင်ချိုးတွေ Harris Corner detector လို့ဟာမျိုးကိုတီးတန့်ရှာတာအော်ပြီးတော့ feature matching ပေါ့ပုံနဲ့ပုံမှာ တူတဲ့ feature တွေကိုချိတ်ဆက်ပေးတာ ဒါကပုံတွေကိုနှိမ့်ရှင်တာပေါင်းဆက်ကာတွေမှာသုံးတယ်။ image warping ဆိုတာတော့ကြားဖူးတယ်။ Hmm image warping ဆိုတာကပုံတစ်ပုံကိုပုံတန်တန်ပြောင်းလိုက်တာဥပမာစောင်းတာဆွဲဆန့်တာမျိုးပေါ့ဒါမှနောက်ခံမျက်နှာပြင်တစ်ခုခုပေါ်မှာဥပမာကြောင်ညာဆိုင်းပုတ်ပေါ်မှာအဝင်ခွင်ကြားဖက်သွားအောင်လုပ်တာမျိုးပေါ့ homographies to affine transformations to တဝေလုပ်ကြတယ်ဒီလိုပုံတွေကိုပြင်နာစင်တာတွေအတွက် python libraries တွေလည်းတုံးများတယ်နော် PIL တို့ OpenCV တို့လို့ဟုတ်ကဲ့ NumPy PIL Pillow ရဲ့ OpenCV ရကဒီ Computer Vision အလုပ်တွေမှာအခြေခံကြပြီးအញ្ញမ်းသုံးဝင်တဲ့ library တွေပါကောင်းပါပြီ model တွေကို train တဲ့အခါကြုံရတတ်တဲ့စင်ခေါ်မှုတွေဘက်ကိုနည်းနည်းပြန်တွားရအောင် overfitting ဆိုတာခုနပြောသွားတယ်เนาะ model က training data ကိုပဲအလွတ်ကျက်သွားတာဟုတ်ပါတယ်အဲ့ဒါအဖြစ်များတယ် မော်ဒယ်က training မှာတော့ရမအရင်ကောင်းနေပြီတကယ်မမြင်ဘူးတဲ့ data အသစ် validation set ဒါမှမဟုတ် test set နဲ့ဆက်လိုက်ရင်ရလက်တီထိုးကျသွားတာမျိုးအဲ့ဒါကိုရှောင်ဖို့က validation set တုံးရမှာပေါ့ဟုတ်ကဲ့ training data ကိုပဲကြည့်မနေပဲ validation set နဲ့ပါအမြင်စစ်ဆေးနေရမယ်နောက်တစ်ခုက learning rate ပါ learning rate အဲ့ဒါကပါလဲ model ကဘလောက်မြန်မြန်သင်ယူသင့်တယ်လဲဆိုတာကိုသတ်မှတ်တဲ့ hyperparameter ပေါ့လေ အယံမြောင်းသွားရင်အကောင်းဆုံးအဖြစ်ကိုကြော်သွားနိုင်တယ်။အယံနေနေလဲတင်ယူမှုကအယံနေကွေးနေပေါ့။ဆိုတော့အဲ့ဒါကိုတေချာချိန်ပေးဖို့လိုတာပေါ့။အင်းတော်တော်အရေးကြီးပါတယ်။မန်ကန်တဲ့ learning rate ကိုရှာဖို့နေလိုက်နေလဲရှိပါတယ်။နောက်တစ်ခါလေးရင် model ensembling ဆိုတော့ကြာသေး။အဲ့ဒါက model နာဒီကိုပေါင်းလာလား။ဟုတ်ပါတယ်။ model ကောင်းကောင်းအတော်များများကို train ပြီးသူတို့ရဲ့ခံမှန်းချက်တွေကိုပေါင်းလိုက်တာ။အများအဖြစ်တော့ model တစ်ခုတည်းထက် ပိုတိချရတဲ့ရာလက်ကိုပေးနိုင်တယ်။อืมဒီနေ့တော့ deep learning နဲ့ computer vision နဲ့အခြေခံတွေအဓိကနည်းလမ်းတွေအတောင်းဝင်ပုံတွေစိန်ခေါ်မှုလေးတွေတော်တော်များများကိုဆွေးနွေးဖိကကြရတယ်နော်။ဟုတ်ကဲ့တော်တော်လေးလေးသိစွန်သွားပါတယ်။ deep learning model တွေက data တွေက pattern တွေကိုရှောက်ခွေမသားရမှာတော့ imminent ဆွမ်းဆောင်ရင်မြင်မာကြပါတယ်။ဟုတ်ပါတယ်။ဒါပေမဲ့လေဒီလို pattern မသားနိုင်ဆွမ်းက လူသားတွေရဲ့အသိဉာဏ်အထူးသဖြင့်သဘောတရားတွေကို နားလည်နိုင်စွမ်း abstraction ဆိုတာမျိုးကြိုးចောင်းစင်ချင်သုံးသပ်နိုင်စွမ်း reasoning တို့နောက်ပြီးလုံးဝမကြုံဘူးသေးတဲ့အခြေအနေသစ်တွေကိုကြိုက်တွေ့နိုင်စွမ်း extreme generalization တို့ ਨੇ ဘလို့မြောက်กว่าချာနေမလဲอืมစဉ်းစားစရာပဲဘလို့အထီးတူညီလာနိုင်မလဲအဲ့လာကတော့စက်ပြီးစဉ်းစားစရာသူဒီတဲ့နဲ့လုတ်စရာအချက်အထီးရှိနေတော့ပါပဲချော်လက်ကလည်းအဲ့ဒီအချက်ကိုသူ့ဆောက်အောင်အဆုံးမမေးခွန်းထုတ်ထားခဲ့တာပေါ့နော်ဟုတ်ကဲ့ တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့မိကုံပါပဲအနာဂတ်မှာဘယ်လိုဖြစ်လာမလဲစောင့်ကြည့်ရမှာပေါ့